ကြုံလာတမျှဘဝအခက်ခဲတိုင်းမှာအကောင်းဆုံးလေးနဲ့ကြော်ဖြတ်နိုင်ဖို့ကိုယ့်ရဲ့စိတ်ကိုတာမအောင်လေ့ကြည့်ထားပါကိုယ့်ရဲ့စိတ်ကိုတာမအောင်လေ့ကြည့်လို့ရတဲ့ဤတဏီကတရားထိုင်ခြင်းပဲဖြစ်တယ်တရားထိုင်တာကအချိန်နာရီပိုင်းတရက်လုံးပေးရမှထိုင်လို့ရတာမဟုတ်ဘူးမိနစ်ပိုင်းလည်းပေးလို့ရတယ်ဘုရားဘာသာပဲထိုင်လို့ရတာမဟုတ်တခြားဘာသာမှလည်းကိုယ့်ရဲ့ဘာသာမှချိန်တုံးတဲ့နီလန်းတွေရှိတယ်ထိုင်လို့ရတယ်ဘာဖြစ်လို့ဒီတရားတရားထိုင်တာကိုတိုက်တွန်းတာလဲတချို့ပြောတာအချိန်မရှိဘူးအချိန်ပေးနိုင်မှာမဟုတ်အချိန်မပေးနိုင်ဘူးဆိုတာမရှိကို social media ပေါ်မှာတခြားအရာနဲ့အချိန် န်တွေအများကြီးပေးနိုင်တယ်။ဘာဖြစ်လို့ဒါကိုပွားအတွက်9မိနစ်လောက်အချိန်မပေးနိုင်တာလဲဆိုတော့ကိုကိုပဲပြန်ပြီးကြည့်ပါ။အချိန်ပေးမယ်ဆိုရင်တော့ပေးလို့ရတယ်။ဒါတော့ကတိအများကြီးတော့မပြောချင်တော့။တရားထိုင်ခြင်းရဲ့ကောင်းကျိုးတွေအများကြီးရှိတယ်။လွန်ခဲ့တဲ့နှစ်တုန်းကကတိလက်တွေ့ကြုံလာရတဲ့အတွေ့အကြုံတစ်ခုကိုမျှဝေခြင်းတဲ့။အဲ့ဒီအတွေ့အကြုံကဘာလဲဆိုရင်ကတိဆောက်ထားတဲ့လေထပ်ပိုက်အိမ်ကဖြိုခံရနေပါအထီကြုံတွေ့ရတဲ့ဘေးတစ်ခုရှိတယ်။ဘာဖြစ်လို့ဒီအချိန်မှာပြောပြရတာလဲဆိုရင်ကတိအဲ့ဒီအချိန်ဘလို့မျိုးကြော်ဖြတ်ခဲ့ရတာလဲ။ကြော်ဖြတ်ခဲ့တဲ့နီလန်းတွေကိုဒီအချိန်မှာဒီငလျင်ဘေးကြောင့်ကြုံတွေ့နေ ရတဲ့သူတွေကိုဂီတီမျှဝေးခြင်းတယ်။အရင်တော့ကဂီတီဘာမှမပြောခဲ့ဘူး။ဂီတီလည်းအလုပ်တစ်ဖက်နဲ့အိမ်အကြောင်းတော့အများကြီးဂီတီစကားတွေမပြောဖြစ်ခဲ့ဘူး။ဒါပေမဲ့ဒီချိန်မှာအကျိုးရှိမယ်လို့ဂီတီဒီအကြောင်းကိုယူလာပြီးတော့ပြောပြချင်တာပါ။ဂီတီနေနေတဲ့အိမ်မှာစာတပြင်းလမ်းမကြီးပေါ်မှာရှိတယ်။လမ်းမကြီးမှာတရာကြီးစောက်ထားတယ်ဆိုတော့လမ်းထပ်ပြီးတိုးချဲ့ဖို့စီမံကိန်းရှိတယ်။အားလမ်းတွေထပ်တိုးချဲ့ဖို့ကကိုရဲ့ခြံကနေမြေတွေပေးရမှာပေါ့နော်။စီမံကိန်းတော့အကြာကြီးရှိထားတယ်။ဂီတီတို့အဲ့ဒီနေရာမှာမစောက်ခင်ကတည်းကလမ်းတိုးချဲ့တဲ့စီမံကိန်းရှိတယ်ဆိုတော့တင်ကြားထားတယ်။ဂီတီ ီတို့လည်းလမ်းအတွက်ဖယ်ထားတိတဲ့ပမာဏတော့ကြိုးပြီးဖယ်ထားပြီးဒါပဲကိုဝယ်ထားတဲ့မြေတဝက်လောက်ကိုကိုကဖယ်ထားပေးတယ်အဲရတဝက်ပဲစောက်ထားဒါပေမဲ့လည်းတေချာမရေရတဲ့အထဲမှာပါတယ်စောက်ပြီးပြီးချင်းမှပဲတနစ်ဝန်းကျင်တော့မရှိသေးဘူးတည်င်းကြားတယ်မြေတိုင်းတော့မယ်နော်ဆိုပြီးတော့တချို့ကပြောတယ်ပေးတရားတချို့ပြော85တချို့90အဲ့လိုမျိုးအမျိုးမျိုးအတန်တွေထွက်လာတယ်ကိုကတော့โอเคဘာဖြစ်ပေါ့နော်ကိုကဖယ်ထားတာက90 90ဝန်းကျင်လောက်ပဲရှိတယ်တကယ်လို့တရာလောက်ဆိုရင်တော့အိမ်ပါမှာတေချာကန်ကောင်းတာတစ်ခုကလမ်း ်သူ့ချဲ့ဖို့အတွက်မြေတိုင်းဖို့အဲ့ဒီလအတွင်းမှာတရားစခန်းအရင်ဝင်လိုက်တယ်တရားစခန်းဝင်နေတဲ့အချိန်မှာဖေနဲ့အမေကဒီဒီရဲ့အိမ်မှာလာဆောက်ပေးတာတရားစခန်း track ခံနေတရက်မှာပဲတရားထိုင်ပြီးွားပြီးဆက်ငန်းရဲ့အဲ့ဒီရက်မှာစာတပြင်းနယ်မှာသူတို့မြေယူဖို့ဆိုပြီးတော့အစည်းအဝေးခေါ်ရပေါ့နော်အိမ်တိုင်းပေါ့လမ်းမကြီးမှာဆောက်ထားတဲ့အိမ်တိုင်းတွေစည်းဝေးခေါ်ကြတယ်ဘလောက်ဘလောက်ဘလို ပေးရမှာလဲဘလောက်ပေနဲ့တိုင်းမှာလဲဘယ်ရက်အတွင်းမှာဖြတ်ပေးရမှာလဲဆိုရင်တော့ယောကဥက္ကဋ္ဌကြီးအစီဝေးခေါ်ရပေါ့နော်စီဝေးခေါ်တော့ဒီဒီတို့မသိတယ်ဗျအဖေနဲ့အမေပဲအိမ်မှာရှိတော့ကောလာဟာလာတော့အများကြီးထွက်လာအမေတို့လည်းရင်ခုန်နေစားမဝင်အိမ်မပြော်ပဲဝမ်းနေတာပေါ့နော်စောက်ထားတာမကြသေးဘူးပြီးတော့ဓာကြီးပဲဆိုတော့လေဒီတို့ကဝမ်းနေဝမ်းနေမပြော်ရဲဒီဒီတို့အနာလို့ဖုံးဆက်လာရင်ဒါမဲ့လည်းဆဲရမှာပဲအမေဖုံးဆက်လာတော်သေးလို့တရားစကန်နေထွက်ခါစားရက်ဖြစ်တာဒီဒီတရားစကန်နေထွက်လာပြီးတော့အမေကိုဖုံးဆက်သွားအမေထွက်လာပြီးတော့အဲ့အမေလည်းပြောပြမနေ့ချင် ့ဥက္ကဋ္ဌတွေခေါ်တယ်အစည်းအဝေးထိုင်ရမယ်လမ်းမကြီးအတွက်မြေပိုင်းတော့မှာပေါ့နော်ဘယ်နှပေပေးရမှာလဲဆိုတော့ပိုင်းတော့မှာတကယ်လို့သူတို့ပြောထားတဲ့ပမာဏကိုယ်အိမ်ထဲမှာဝင်လာရင်ကိုယ်အိမ်ပေးရရင်ဘယ်လိုလုပ်ရမလဲအမျိုးလိုက်တာကေတီကေတီတို့တနာလိုက်တာဆိုပြီးအမေကိုပြန်အားပေးအမေသမီးကံကောင်းမှာပါအမေစိတ်မပူနဲ့စည်းဝေးလည်းမထိုင်ရသေးဘူးလေစည်းဝေးမနဲ့ဖြံမှာနဲ့ဖြံမှာတေချာတိမှာအခုကသူများစကားပေါ့ဝင်ကျင်ရစကားမေးအားလုံးနားမထောင်နဲ့ဘာမှဖြစ်ဘူးတကယ်လို့ပါသွားရင်ဘယ်လိုလုပ်မှာလဲအမေကအဲ့လိုမျိုးပြန်မေးတော့လမ်းပြင်တာပဲလမ်းလှဖို့အတွက်ပဲ အမေဘာဖြစ်ဖို့တမီပတ်စံတွေအများကြီးစုထားပြီးအိမ်ထိသွားရင်လည်းပြင်ပေါ့နော်ကဲလို့အားလုံးထိသွားရင်လည်းနောက်ထပ်တနေရာမှာထပ်ဆောက်ဒီထက်လာတဲ့အိမ်ထပ်ဆောက်အဲ့လိုပဲအမေကိုအားပေးလိုက်တာမေပြောအိုးဘာဖြစ်ငါတို့မျောမှာပဲနော်မေနှမျောရင်လည်းကန်ရှိရင်တော့ထိမှာပဲစိတ်အေးအေးထားဘာဖြစ်ဖို့မေစိတ်အေးထားအမေကိုအဲ့လိုပဲဖုံပြောပြီးတော့ဖုံချသွားပြီးတော့အမျိုးသားကိုကိုမေးတာအမျိုးသားတော့သူကရီးကျက်ပြီးသားသူဘာမှဖြစ်ဘူးသူကိုကိုမေးတယ်ကေတီကဲလို့ထိသွားရင်ကေတီဘယ်လိုခံစားရလဲကိုကလည်းတရားစကားနေထွက်ခါစားဆိုတော့လည်းတရားရလ လာတဲ့အချိန်ဆိုတော့ဒါကငါအိမ်မဟုတ်ဘူးဒါလည်းရိတ်တာတစ်ခုပဲဆရာတော်ဇေယျကနေရလာတဲ့စကားပေါ့နော်ဆရာတော်ပြောငါအိမ်ဆိုတာမရှိငါဆိုတဲ့အရာထဲလိုက်ရင်တော့ကိုပူလောင်နေရမှာတောကဖြစ်နေမှာငါဟာငါသမီးငါပြည့်စည်ဆိုကိုပူလောင်တကယ်လို့သူများအိမ်ဆိုကိုဘာမှမပူလောင်မှလားကိုနည်းနည်းပပလောက်ပဲစိတ်မကောင်းဖြစ်ကိုအိမ်ဆိုရင်တော့ကိုတောကဖြစ်မှာဆိုတော့ငါအိမ်မရှိဒါလည်းနေနေရတဲ့ရိတ်တာတစ်ခုပဲဒီရိတ်တာနေလို့မရရင်နောက်ရိတ်တာမှာထပ်ပြောင်းဒီလောက်ပါပဲထဆောက်ဘောအတိတ်ထဆောက်ဟုတ်တယ်မလားကီဒီပြောပြမယ်နော်ဒီနေရာမှာလေကီတစ်ခုရှိတယ်ဒီနေ ရပါလဲဆိုရင်ပူလောင်မှုမရှိရအောင်ငွေငွေဘာဖြစ်လို့လဲသိလားတကယ်လို့ကို့မှာချိထားသမျှအိမ်နဲ့အားလုံးသွားပုံချမယ်ဆိုရင်တော့အနေနဲ့အများတော့စိတ်မကောင်းဖြစ်ပြီးဝမ်းနဲ့ကြေကွဲဖြစ်မှသိကြတယ်စိတ်မကောင်းမဖြစ်ဘူးလားစိတ်မကောင်းဖြစ်ဒါပေမဲ့တတိတန်ကတ်နိုင်တာကတရားတစ်ခုရတာလဲမှန်တယ်ဒါပေမဲ့ငွေကြေးကြောက်လည်းဖြစ်တယ်ငွေကြေးဆိုတာကငွေကြေးကိုတေချာလေးစီမံခခွဲထားတယ်အမျိုးသားငွေကြေးစီမံခခွဲတဲ့နေရာမှာအရန်ကောင်းတယ်အနာကအတွက်ဂျုံစုတယ်ကိုအလောက်အတွက်လည်းငွေ emergency တုံးဖို့ငွေရှိတယ် သူကငွေကြေးကိုတေချာထိမ့်သိမ့်တယ်အိမ်ဆိုတာကပြောရမယ်ဆိုရင်တော့စီးစိမ်တစ်ခုမဟုတ်ဘူးအောက်စာတစ်ခုမဟုတ်ဘူးအိမ်ဆိုတာကအချိန်မရွေးပြတ်သွားနိုင်တယ်ယူပေါက်တစ်ခုဖြစ်တယ်စီးစိမ်တစ်ခုအနေနဲ့အိမ်မဆောက်ထားသင့်ဘူးဆိုတာကေတီလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကဒီချမ်းသာတဲ့ဖေဖေစင်းရဲတဲ့ဖေဖေရေးထားတဲ့ခီယိုဆာကီဆရာစီကဒီစကားကေတီကြားလာခဲ့ပြီးသားအိမ်ကစီးစိမ်မဟုတ်ဘူးပတ်စံစုပြီးအိမ်လုံးဝမဆောက်သင့်အနာဂတ်အတွက်စုစီးပြီးမှငွေကြေးပို့မှအိမ်အတွက်တိတ်တဆုလောက်စုထားပြီးတော့အာတကယ်လို့သူကဟာဘေးပဲ ဲ့ကြုံကြုံဘာပဲဖြစ်သွားဖြစ်သွားမနှမျောရအောင်သူဖြစ်သွားရင်လည်းငါအတွက်တခြားပြန်ဆောက်နိုင်ဖို့ငိုရှိသေးတယ်ဆိုတာအေးဒီ mindset ကတိအရင်ရှိထားခဲ့တဲ့အတွေ့အကြောင်းအဆန်စုပြီးအိမ်ကိုမဆောက်ခဲ့အိမ်ကိုဆောက်နိုင်ဖို့ကတိတို့ငွေတိတာခွဲထားတယ်ကတိအမျိုးသားငွေကြေးတအားစီမံခခွဲတော့ဒီနေရာမှာငွေကြေးတော့ခါမဖြစ်ဘူးအဲ့တော့သူဟာဒီ mindset ရှိထားတဲ့အခါဒီလိုမျိုးဖြစ်လာတဲ့အခါမှာအိမ်ကိုအရန်ကြီးနှမျောရအထဲမှာမပါတကယ်လို့ပြတ်သွားရင်လည်းကံပေါ့နော်နှမျောတယ်ဒါပေမဲ့ပြောင်းမယ်နေရာအစ်စ်မှာရွေးချယ်ရ မှာပဲတကယ်လို့မဖြစ်သွားခဲ့ဘူးမထိတွားရင်လည်းကံပဲအဲ့လိုပဲကိုကနေရတော့မှာအဖေကစည်းဝေးထိုင်ပြီးတော့အမှလူကြီးတွေပြောတာပေါ့နော်အခုသားတွေပြောတာဘေးတရားနေရာရှိမယ်ဘေး85ဘေး90ရှိပြီဒါမဲ့ကိုအိမ်ကဘယ်နှပေထိမှလဲဆိုတော့မသိလမ်းပုံစံကမတူတာမတူတော့မှာဖေကတော့စားမဝင်အိမ်မပြောပေါ့ကွယ်သူတို့မတိုင်းမချင်းတိုင်းတဲ့နေ့မှာဒလာတိုင်းလိုက်တော့ကံကောင်းတာလေအိမ်ရှိနဲ့ကွက်တိထွားတယ်ကွယ်ကေတီတို့အိမ်ရောက်တဲ့အခါမှာအပွေလိုမျိုးဖြစ်သွားတခြားအိမ်ကေတီတို့ဘေးအိမ်ဒါမှမဟုတ်တလျှောက်လုံးမှာ လေတချို့စင်အိမ်တဝက်ထိဖြိုးပေးရတယ်အိမ်တဝက်ထိဒါမဲ့စီမံကိန်းတော့ပြောထားပြီးသားပဲပေါ့နော်တချို့ကရဲတဲ့စိတ်နဲ့စောက်ထားကြအရင်တုန်းကဟိုးစီမံကိန်းမလာခင်ကတည်းကစောက်ထားတဲ့စိုင်ကန်းတွေဆိုရင်တော့ယောကြီးရတယ်လို့ပဲတည်တည်ကြားရတယ်ပေါ့နော်ဒါမဲ့တည်တည်လည်းသိချာမသိအောင်တော့မပြောတော့ဘူးဒါမဲ့ကြိုပြောထားပြီးသားကိုကစောက်ပေးရမယ်ဒါမမှားဘူးပေါ့နော်ကိုကိုဘက်ကစောက်ထားပေးရမယ်တကယ်လို့ကိုကမစောက်ဘူးရဲတဲ့စိတ်နဲ့ကိုစောက်ထည့်လိုက်ရင်တော့အဲ့မကိုကတော့နစ်နာမှာပဲခံကောင်းတာလေးတည်တည်တို့အင်ဂျင်နီယာနဲ့စောက်ထားတဲ့ပမာဏနဲ့ကွက်တိသွားဖြစ်သွားတည်တည်တို့လည်းတဝက်လောက်ထိတော့နောက်စောက်ထား ပြီးတော့စောက်ထားတော့ပေါ့နော်ခြံတကားဝရအားလုံးဖြိုးပေးရတယ်ဖေကတော့စိတ်အေးလက်အေးဖြစ်သွားအဖေဖုံးဆက်လာသမီးခြံလောက်ပဲထိတယ်တဲ့ခြံဖြိုးပေးရမယ် okay ဘန်းဖြစ်ကိုလည်းကန်ကောင်းတာပေါ့နော်ဖေကိုပြန်တွေ့လာဘိုင်ဖြစ်ဖေကန်ကောင်းတာပဲတောင်းတဲ့အရာဖြစ်ပေါ်လာမှာပဲအဲ့လိုမျိုးအဖေကိုပြန်အားပေးတော့ဒီအရာနဲ့ကတိပါပြောချင်တာလဲဆိုရင်ကတကယ်လို့ကတိထိသွားခဲ့မယ်ဆိုရင်ဖြတ်ခံရမယ်ဆိုရင်လည်းကိုကတော့လက်ခံပေးရမှာလက်မခံလို့မရအောင်လေဒီအရာဆိုတာအရန်ကိုအရေးကြီးတယ် တရားမရှိဘူးဟုတ်တယ်မလားအဲ့ဒီလအတွင်ဒါမှမဟုတ်ကြားတဲ့ရက်မှာပူလောင်တော့ကတွေဖြစ်ပြီးတော့အလုပ်တွေလုပ်နိုင်မှာမဟုတ်စိတ်ညစ်မှတေးကြတယ်ဟုတ်တယ်မလားကိုစောက်ထားတဲ့အိမ်၄၅ထောင်ကျော်နှမျောနေမှတေးကြတယ်အဲ့တော့ ဒါတရားစီရင်နေရလာတယ်အကျိုးတစ်ခုပြီးတော့ငွေကြေးငွေကြေးတည်ချာစီမံခခွဲငွေသားကိုစီမံလေးတတ်နိုင်တယ်လို့ထားကတိတို့အလုံးလောက်တာငွေများတာမှန်တယ်အထူးတပြက် online လောက်တဲ့သူကငွေရှာရတာများတယ်ပေါ့နော်ဝေများတယ်တည်ချာလေးစီမံခခွဲ၃တိမ၃တိလိုအပ်မလိုအပ်ကိုကအခုခေတ်မှာငွေသားလက်ထဲမှာအများဆုံးရှိထားရမယ်ခေတ်ပစ္စည်းမဟုတ်ပစ္စည်းဝယ်ထားပြီးဘယ်နေရာမှာဘယ်လိုရောင်းရမှာလဲဖြစ်လာရင်ဟုတ်တယ်မလားငွေကြေးတည်ချာလေးစီမံခခွဲပါကိုရဲ့အနာဂတ်ငွေကိုလည်းကြိုမသုံးပါနဲ့အဖြစ်မှလည်းတော့ဘယ်သူမှမသိဒါပေမဲ့ငွေသားရှိထားမယ်ဆိုရင်တော့ ိတ်ကလေအနေနဲ့အများတော့အေးတယ်တကယ်လို့ငွေမရှိငွေတစ်ဖက်နဲ့ပူလောင်နေရတယ်ငွေကြေးတွေကိုတေချာစီမံခခွဲအလုတ်ကိုငွေပဲရှာနေတာပတ်စံရဖို့စူးစမ်းနောက်ဆုံးအဲ့ဒီရှာလာတဲ့ပတ်စံတွေလည်းပြန်ထွက်သွားမယ်ဆိုရင်ဘာမှမထူအဲ့ဒီအဖြစ်အပျက်ကနေကတိတို့ငွေကြေးတေချာစီမံခခွဲထားလို့ပြီးတော့တရားထိုင်လာခဲ့တဲ့အခါတရားလေးရလာတဲ့အခါမှာ အဲ့ဒီအဖြစ်ပြက်ကနေကောင်းစွာလေးနဲ့ကြော်ဖြတ်လာနိုင်ခဲ့တယ်ဆိုတော့ဒီဗီဒီယိုကိုနားထောင်နေတဲ့သူတွေ KT ပြောသွားတဲ့အကြောင်းအရာကိုနားထောင်ပြီးတော့ကိုယ့်အတွက်ဘယ်နေရာမှာအကျိုးရှိတာလဲဆိုရင်လည်းသွားပြီးအသုံးချလို့ရတယ်ဘလို့အခြေအနေမျိုးမှာပဲရောက်ရောက်ဘလို့ပြဿနာမျိုးကနေပဲကြုံရကြုံရအားလုံးအကောင်းဆုံးလေးနဲ့ကြော်ဖြတ်နိုင်ကြမယ်လို့ KT ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်